ီဘလော့လေးကတော့ကလောမှာ pre-wedding ကြွားရရင်နဲ့ကလောမြို့မှာစီးရင်ရောက်ခဲ့တဲ့ဘလော့လေးပါတောင်ကြီးတဆောင်နိုင်ရက်လည်းဖြစ်မကြခင်မှာလဲကလောမီရှော့ဝဲကျင်းပါတော့မှဖြစ်တဲ့အထွက်ဈေးရဲမှာတော့လူရီစီကနေပါတယ်ထောပတ်တီတီးရဲ့ရာသီဆိုတော့ထောပတ်တီတွေလည်းပေါ်ပါတယ်လိမ္မော်သီးတွေလည်းအများကြီးတွေ့ခဲ့ပါတယ်ဒီချိန်ကလောကိုရောက်ရင်အရင်ဆုံးဝဲကျင်တာကတော့ထောပတ်တီတွေပါအ ပင်မဲ့လေးတွေဆိုရင်အရသာလေးကစိမ့်စိမ့်လေးနဲ့နူးညံ့ပြီးတော့အရဆားလို့ကောင်းပါတယ်အခုကတော့မဖလာလေးသွားဝယ်နေတာပေါ့နော်လက်နဲ့ရှောက်အထည်ဆိုင်လေးတွေမှာလည်းလိုချင်စရာလေးတွေအများကြီးပါပဲရှင်ရှမ်းရိုးရွာအင်းကြီးလေးတွေလည်းအရန်လာပြီးတော့အရန်ချစ်စရာကောင်းပါတယ် ဒါကတော့မာဖလာလေးရွေးဝဲနေတာပေါ့နော်ဒီအင်ဂျီဆိုင်လေးမှာအနုရဲအင်ဂျီလှလှလေးပြီးရောရှမ်းတမိန်လှလှလေးတွေလည်းစုံစုံလင်လင်နဲ့အများကြီးရှိပါတယ်ဒီဆိုင်လေးရဲ့နာမည်ကရွန်းဆိုတဲ့အထည်ဆိုင်လေးဖြစ်ပါတယ်ဆိုင်ပိုင်ရှင်အန်တီကြီးကလည်းဖော်ယူပြီးတော့အရန်သဘောကောင်းပါတယ်အုတ်ထုပ်လေးတွေခေါမောက်လေးတွေရောင်းတဲ့ဆိုင်လေးတွေလို့ဝင်ပြီးတော့စောင့်ကြည့်ခဲ့ပါသေးတယ်ဒီအုတ်ထုပ်လေးစောင့်ပြီးတော့ရန်ကုန်နေရာဒီမှာအပြင်သွားရင်တော့လုံးဝခွတီပါပဲဈေးကိုသွားတဲ့အချိန်လေးကညနေဆောင်လေးဖြစ်နေပြီပေါ့နော်ဒါတော့မှဈေးဝယ်ရတာအရန်ကိုပြော စရာကောင်းပါတယ်။အသီးဆိုင်လေးတွေရောလက်ဆောင်ပစ္စည်းရောင်းတဲ့ဆိုင်လေးတွေရောအထည်ဆိုင်လေးတွေရောပန်းဆိုင်လေးတွေရောအရန်ကိုစစ်စစ်ကောက်ကောက်ရှိပါတယ်။ဒီရဒီမှာထောပတ်တီရဲ့အရန်ကိုပိုးရဲပေါ့နော်ဒီလိုမျိုးထောပတ်တီအလုံးကြီးကိုမှတလုံးကိုတထောင်မှရှိပါတယ်ထောပတ်တီတွေကလည်းစိတ်ပြီးတော့အရန်ကိုစားလို့ကောင်းတာကလောကိုရောက်ဖြစ်ရင်ကလောမျိုးမစည်းတဲ့ကိုသွားလဲဖို့မမီးခဲ့ပါနဲ့နော်